တခါတုန်းကရွာတရွာမှာအလွန်ရိုးသားတဲ့မောင်ဘူးဆိုတဲ့လူငယ်လေးတယောက်ရှိတဲ့မောင်ဘူးဟာနေ့စဉ်တောအုပ်ထဲကိုသွားပြီးဟင်းသီးဟင်းရွက်တွေကိုရှာဖွေခူးပြီးရောင်းချကမိဘနှစ်ပါးကိုလုတ်ကင်ကျွေးမွေးနေတာပေါ့ကွယ်မောင်ဘူးဟာရိုးသားပြီးစိတ်စေတနာကောင်းတဲ့မိဘတွေကိုလုတ်ကင်ကျွေးတဲ့အတွက်တရွာလုံးကချီးမွမ်းပြီးချစ်ခင်ကြတာပေါ့ဒါပေမဲ့မောင်မြဆိုတဲ့လူငယ်ကတော့မောင်ဘူးအပေါ်မနာလိုစိတ်တွေဖြစ်နေတာပေါ့ကွယ်မောင်ဘူးကမိဘကိုလုတ်ကင်ကျွေးလို့တရွာလုံးကချစ်ခင်နေကြပါလား ငါလဲမောင်ပုလိုသူများချစ်ခင်အောင်ကြံဆောင်မှဖြစ်မယ်လို့တွေးပြီးမောင်ပုပြောဆိုတာပေါ့တငယ်ချင်းမောင်ပုငါလဲမင်းလိုပဲမိဘတွေကိုလောက်ကင်ကျွေးမွေးခြင်းပါတယ်ငါကိုဟင်းသီးဟင်းရွက်ခူးတက်ဖို့တင်ပြပေးပါဒီတော့ရိုးသားတဲ့မောင်ပုကတငယ်ချင်းမောင်မြမင်းမိဘကိုလောက်ကင်ကျွေးဖို့စိတ်မပူပါနဲ့ငါနဲ့အတူတောအုပ်ထဲကိုလိုက်ခဲ့ပါငါတင်ပြပေးပါမယ်လို့မောင်မြကိုပြောဆိုပြီးတောအုပ်ထဲကို ခေါ်သွားကဟင်းသီးဟင်းရွက်တွေ ခူးဆွတာကိုတင်ပြပေးတာပေါ့ကွယ်။အဲ့ဒီလိုနဲ့မောင်မြလည်းဟင်းဒီဟင်းရွက်ခူးတာကိုတက်မြောက်သွားတာပေါ့။မောင်မြဟာမောင်ဘူးနဲ့အတူဟင်းဒီဟင်းရွက်တွေကိုနေ့စဉ်ခူးဆွရောင်းချပြီးမိဘတွေကိုလောက်ကင်ကျွေးတာပေါ့ကွယ်။ဒါပေမဲ့မောင်မြကိုတော့တရွာလုံးကမချီးမွမ်းပဲနေကြတာပေါ့။ဒီတော့မောင်မြကမောင်ဘူးလိုငါလဲမိဘတွေကိုလောက်ကင်ကျွေးမွေးပေမဲ့ငါ့ကိုကြဘသူမှမချီးမွမ်းကြဘူး။ မောင်ဘူးကိုပဲချီးမွမ်းပြီးချစ်ခင်နေကြတာတိတ်ထူးဆန်းတာပဲလို့တွေးပြီးမောင်ဘူးကို မခေါ်တော့ပဲတောအုပ်ထဲကိုတယောက်ထဲသွားပြီးဟင်းသီးဟင်းရွက်တွေရအောင်အရင်ဆုံးခူးတာပေါ့ကွယ်ကံကောင်းထောက်မစွာနဲ့မောင်မြဟာဟင်းသီးဟင်းရွက်တွေခူးရင်းတစ်ပင်ကြီးအောက်မှာရွှေအိုးတအိုးကို တွေးလိုက်ရပါတယ်သူဟာဝမ်းသာအားရနဲ့ရွှေအိုးကိုပိုက်ပြီးရွာကိုပြန်လာခဲ့တာပေါ့ကွယ်မောင်ဘူးကတော့တောအုပ်ထဲကိုသွားပြီးဟင်းသီးဟင်းရွက်တွေကိုခူးတာပေါ့ ဒါပေမဲ့တငယ်ချင်းဖြစ်တဲ့မောင်မြဟာဟင်းဒီဟင်းရွက်တွေ လာမခူးလို့စိတ်ပူသွားတဲ့ကွယ်ငါတငယ်ချင်းမောင်မြဟင်းရွက်ခူးမလာပါလားနေထိုင်မကောင်းဘူးနဲ့တူတယ်လို့တွေးပြီးဟင်းဒီဟင်းရွက်တွေကိုခူးဆွရောင်းချပြီးမောင်မြရဲ့အိမ်ကိုသွားပြီးတင်းမေးတာပေါ့ကွယ်မောင်ပူလာတာကို တွေးလိုက်ရတော့မောင်မြဟာစိုးရိမ်သွားတာပေါ့ဘာကြောင့်လဲဆိုတော့တောအုပ်ထဲကရွှေအိုးရလာတာကို မောင်ပူမသိအောင်ယူဆောင်ပြီး ပွက်ထားခဲ့တာမဟုတ်လား။ငါတော့အုတ်သေးကရွှေအိုးရလာခဲ့တာကိုမောင်ဘူးတိလို့လာတောင်းတာပဲဖြစ်မယ်။ငါရထားတဲ့ရွှေအိုးကို မပေးနိုင်ဘူး။လို့တွေးပြီးပုံနေတာပေါ့။မောင်ဘူးကတော့တငယ်ချင်းဖြစ်တဲ့မောင်မရရဲ့အဖြစ်ကိုမသိပဲပြန်သွားတာပေါ့ကွယ်။မောင်မရကတော့သူရရှိထားတဲ့ရွှေအိုးကိုရောင်းချပြီးချမ်းချမ်းသာသာနေထိုင်ရမှာကိုတွေးပြီးပျော်နေတာပေါ့။အဲ့ဒီလိုနဲ့မောင်မရကတငယ်ချင်းမောင်ပုမင်းနေစဉ်တော့အုတ်သေးမှာဟင်းသီးဟင်းရွက်ခူးနေတာကြပြီ။ အုပ်ထဲမှာထူးဆန်းတာတွေကို တွေ့ခဲ့မိလားဒီတော့ရိုးသားတဲ့မောင်ဘူးကတငယ်ချင်းမောင်မြငါတောအုပ်ထဲမှာဟင်းတီးဟင်းရွက်ခူတိုင်းငွေကြီးတကောင်ကိုအမြဲတွေ့ရပါတယ်အဲ့ဒီငွေကြီးကိုအမြဲတမ်းမြစ်တာပို့လို့ငါ့ကိုရံမပြုတ်ပါလို့ပြောလိုက်တဲ့အဲ့ဒါနဲ့ မောင်မြလည်းမောင်ကူးနဲ့အတူတောအုပ်ထဲကိုဟင်းသီးဟင်းရွက်ခူးဖို့သွားကြတာပေါ့ကွယ်မောင်မြကတော့ရွှေအိုးရထားလို့နောက်ထပ်ရွှေအိုးရနုံနုံနဲ့တောအုပ်ထဲမှာရှာဖွေရင်းငွေကြီးတကောင်ကို တွေးလိုက်ရလို့ကြောက်နံ့သွားတဲ့ဒီငွေကြီးကမောင်ပူပြ။အော်ရဲငွေကြီးပဲဖြစ်မယ်ငါ့ကိုရံမပြုတ်ခင်တမဖြစ်မယ်လို့တွေးပြီးတက်လိုက်တာပေါ့ကွယ်မောင်ပူကဟင်းရွက်ခူးရင်းငွေကြီးကိုမောင်မြတက်လိုက်တာကို တွေးလိုက်ရတော့ တနေချင်းမောင်မြဘာကြောင့်ငါမေတ္တာပို့နေတဲ့ငွေကြီးကိုတက်လိုက်တာလဲဒီငွေကြီးကရွှေအိုးစောင့်နေတဲ့ငွေကြီးဖြစ်တယ်လို့ပြောလိုက်တဲ့တည်းတော့မောင်မြလည်းငွေကြီးကိုတက်မိလို့ကြောက်လန့်သွားပြီးအိမ်ကိုပြန်လာခဲ့တာပေါ့ကွယ်အိမ်ကိုပြန်ရောက်တော့ွက်ထားတဲ့ရွှေအိုးကိုရှာကြည့်ပေမဲ့ဘလို့မှမတွေ့ရတော့ဘူးကွယ်တည်းတော့မောင်မြလည်းထူးထူးဆန်းဆန်းပျောက်ဆုံးသွားတာကိုမယုံနိုင်အောင်ဖြစ်သွားတော့တာပေါ့ကွယ် အဲ့ဒီအချိန်မှာအဖိုးကိုတယောက်ကမောင်မြစီကိုရောက်လာပြီးမေးလိုက်တဲ့လူလေးပါးကြောင့်မှိုင်တွေ့နေရတာလေအဖိုးကိုပြောစမ်းပါအဖိုးတက်ဆွမ်းသမျှအကူအညီပေးပါမယ်အဖိုးကိုစကားကိုကြားတော့မောင်မြကသူ့တော့အုပ်ထဲမှာဟင်းသီးဟင်းရွက်ခူးရင်းရရှိလာတဲ့ရွှေအိုးပျောက်ဆုံးသွားတဲ့အကြောင်းရှာဖွေတော့လဲမတွေ့ရှိရ၍စိတ်ညစ်နေရကြောင်းပြောလိုက်တဲ့ဒီတော့အဖိုးအိုက လူလေးလူလေးဟာမကောင်းစိတ်ထားမိတဲ့အတွက်မကောင်းတဲ့ဆိုးကျိုးကိုပဲခံစားနေရတာဖြစ်ပါတယ်။ကောင်းမွန်တဲ့စိတ်ကိုအမြဲတမ်းထားရင်ကောင်းကြ။ဘိုးကိုပဲခံစားရမှာတေးကြတယ်လို့ပြောဆိုဆုံးမှာပြီးပြန်သွားတာပေါ့ကွယ်မောင်မြလည်းအဖိုးကိုစကားကိုကြားပြီးတနေချင်းအပေါ်ထားခဲ့မိတဲ့မကောင်းစိတ်ကြောင့်ရရှိထားတဲ့ရွှေအိုးပြောက်သွားတာကိုတွေးပြီးနောင်တရသွားတော့တာပေါ့ကွယ်